င်္ဂလာပါရှင်စစ်ပွဲဆိုတဲ့ဝေါ်ဟာရကအခုရက်ပိုင်းမှာတော့တကဘာလုံးညင်းခုံဆွေးနွေးကြတဲ့အဓိကခေါင်းစဉ်တစ်ခုဖြစ်လာနေပါတယ်ဒီစကလုံးကအခုသတင်းပတ်ထဲမှာတရုတ်နဲ့အမေရိကန်ကြားကဆက်ဆံရေးကန်ဒါစီကိုပါကူးဆက်လာနေပါတယ်ဒါကြောင့်တရုတ်စစ်အင်အားချက်ထွင်နေချိန်မှာကိုယ်အစွဲကိုပြန်ချိုးနေတဲ့ Trump ဆိုတဲ့ဆောင်းပါးကိုအခုတပတ် People Spring ရဲ့ပြောပြအောင်မဲ့အစီအစဉ်ကနေတင်ဆက်ပေးပါမယ်ရှင်ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးရုရှားရဲ့ရန်လုံမှုတွေကိုစိုးရိမ်လို့ဥရောပနိုင်ငံတွေက စစ်အင်အားချဲ့ထွင်တိဆောက်ဖို့ပြင်ဆင်လာနေပါတယ်။ဒီချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းသူရဲ့နိုင်ငံဟာအစင်အလာမဟာမိတ်ဖြစ်တဲ့ဥရောပတိုက်ရဲ့လုံခြုံရေးကိုအကကွယ်ပေးဖို့တာဝန်မယူကျင်တော့တဲ့သဘောထားမျိုးအတိအလင်းပြသလာပါတယ်။အထိပ္ပယ်ကတော့ဥရောပဟာရုရှားနဲ့ရှင်ပြိုင်ဖို့ကိုယ်တာဝန်ကိုယူအမေရိကန်ကတော့တရုတ်ကိုရင်ဆိုင်ဦးချိုးဖို့အပြည့်အဝအာရုံစိုက်တော့မဲ့သဘောပါ။ဒီလိုအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲစစ်ပွဲဆိုတဲ့စကားလုံးကတရုတ်နဲ့အမေရိကန်ကြားကဆက်ဆံရေးကဏ္ဍစီကိုပါကူးဆက်လာတာပါ။ ထရမ့်ကတရုတ်ရဲ့အသွင်းကုန်အမျိုးအစားတချို့ကိုအခု20ရာခိုင်နှုန်းထိတိုးကောက်မဲ့သူ့ရဲ့အစီအစဉ်ကိုအခုသတင်းပတ်အစောပိုင်းမှာအသက်သွင်းခဲ့ပါတယ်။တရုတ်ကလည်းတူညီတဲ့အခြေအနေအဖြစ်အမေရိကန်အသွင်းကုန်တချို့ကိုအခွန်စည်းကြမှုမြင့်တယ်မဲ့အကြောင်းကြေညာခဲ့ပါတယ်။ပြီးတော့တရုတ်အစိုးရပြောရေးဆိုခွင့်ရအရာရှိကကုန်သွယ်ရေးစစ်ပွဲတာမကပဲအမေရိကန်ကလိုချင်ရင်ဘလို့ပုံစံနဲ့စစ်ပွဲမျိုးကိုမဆိုတရုတ်ဘက်ကပေးဖို့အသင့်ရှိတယ်လို့ထုတ်ပြောလာခဲ့ပြန်တာပါ။ ဒါတင်မကပဲတရုတ်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို၃နှစ်ဆက်တိုက်ခုနှစ်တသမာ200ခန့်တုံးတွုံးမြင့်မယ်ဆိုတဲ့သတင်းကလည်းအခုအပတ်ထဲမှာပဲထွက်ပေါ်လာပြန်ပါတယ်။ဒါပေမဲ့တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်ရဲ့စစ်ပွဲအကြောင်းသတိပေးစကားကချက်ကားပြောဆိုမှုတော့ဆန်ပါတယ်။ကမ္ဘာပေါ်မှာစီးပွားရေးနဲ့စစ်အင်အားအတောင့်တင်းဆုံးနိုင်ငံကြီးနှစ်ခုကထိတ်တိုက်စစ်ပွဲကိုတော့လုံးဝမလိုလားကြမှာအသေးချပါပဲ။ ။ဒါပေမဲ့လည်းနေစင်နဲ့အမျှခံမှန်းလို့မရတော့လောက်အောင်လှိလင်းမြမြပြောင်းလဲနေတဲ့နိုင်ငံတကာစစ်ရေးနိုင်ငံရေးအခင်းအကျင်းတွေအမေရိကန်ရဲ့စံနှုန်းတဲ့ကျင်းဝတ်တွေကိုချိုးဖောက်ပြီးထင်ရှားဆိုင်နေတဲ့ထရမ့်ရဲ့စီမံဆုံးဖြတ်ပုံတွေအရအနာဂတ်မှာဘာတွေဖြစ်လာမလဲဘာတွေဖြစ်မလာဘူးဆိုတာကိုလည်းတိတိကျကျဘယ်သူမှအာမခံလို့မရတော့ပါဘူး။ပြီးတော့တရုတ်နဲ့အမေရိကန်စစ်ဖြစ်ရင်ဘယ်ဘက်ကနိုင်မလဲဆိုတာကလည်းခက်မှန်းသီအိုရီတွေထုတ်ရင်လူတွေအရင်စိတ်ဝင်စားဆွေးနွေးညှင်းခုန်ကြတဲ့ခေါင်းစဉ်မျိုးဖြစ်နေပါတယ်။ တရုတ်ဟာကမ္ဘာပေါ်မှာအင်အားအတောင့်တင်းဆုံးအမြဲတမ်းလက်နက်ကင်တပ်ကိုပိုင်ဆိုင်ထားပါတယ်။တရုတ်ရေတပ်ကသင်္ဘောပိုင်ဆိုင်မှုအရေးတော်မှာအမေရိကန်ကိုကြော်တက်ပြီးကမ္ဘာအကြီးဆုံးရေတပ်ဖွဲ့ဖြစ်လာသလိုလက်ရှိ သင်္ဘောအသစ်တွေချဲ့ထွင်တည်ဆောက်မှုမှာလည်းအမေရိကန်ထက်အသာရနေပါတယ်။အမေရိကန်ရဲ့အဓိကမဟာဗျူဟာတိုက်ခိုက်ရေးရင်းမြစ်တွေဖြစ်တဲ့နျူကလ িয়ার စွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီးတွေကိုချိမ့်ချောင်နိုင်မဲ့တာဝေးပြတ်သင်္ဘောဖြတ်ဒုံးကျည်တွေကိုတရုတ်ကတီထွင်ထားပါတယ်။ ပြီးတော့အဲ့ဒီလက်နက်တွေရဲ့ဖြည့်စည်အားကိုအလင်းနဲ့စိုးရင်ပို့လို့ကြောင်းအမေရိကန်ရေတပ်သေနာပတိအချို့ကိုယ်တိုင်ကအတိမတ်ပြထားတာပါ။နောက်ပြီးလိုခဲ့တဲ့ဆယ်စုနှစ်အတွင်းတရုတ်သမ္မတရှီကျင်ဖင်ကနိုင်ငံရဲ့အစ်စ်ရေးနည်းပညာလေ့ကျင့်မှုနဲ့တဦးချင်းအရေးအသွေးတွေကိုမြင့်တင်ဖို့အစွမ်းကုန်တွန်းအားပေးခဲ့တဲ့အပြင်တက်တွင်အကတိမှုတွေကိုပါဖြိုခွင်းခဲ့တာပါ။တရုတ်ပြည်သူလွတ်မြောက်ရေးတပ် PLA ကိုကမ္ဘာအဆင့်ထိတ်တန့်စစ်တပ်တစ်ခုဖြစ်လာအောင်လက်တွေ့ကြကြတိစောက်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အများစုကတော့နှစ်နိုင်ငံစစ်ဖြစ်ရင်အမေရိကန်အနိုင်ရမယ့်ဘက်ကပဲပုံအော်ပြီးလောင်းချေထက်ကြမှာဖြစ်ပါတယ်။တရုတ်ကဘလောက်ပဲစူးစမ်းနေပါစေအမေရိကန်ရဲ့အပြတ်အသတ်အသာစီးရထားတဲ့စစ်ရေးကဏ္ဍတချို့ကိုလိုက်မီဖို့ခက်ခဲနေစေ ဖြစ်တာကြောင့်ပါ။အမေရိကန်ကရုရှားပြည်ရင်ကမ္ဘာပေါ်မှာနျူကလ িয়ার ထိပ်ဖူးလက်နက်ပိုင်ဆိုင်မှုဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။ကမ္ဘာပေါ်မှာစစ်အသုံးစရိတ်အမြင့်ဆုံးသတ်မှတ်သုံးစွဲနေတဲ့နိုင်ငံဖြစ်သလိုပြည်ပကိုစစ်လက်နက်တွေတင်ဖို့ရောင်းချမှုအများဆုံးဥဆောင်နိုင်ငံလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းအမေရိကန်စစ်တပ်ကနိုင်ငံတကာပြည်ပခါပေါင်းစုံမှပါဝင်တိုက်ခိုက်ရင်းစစ်ရေးအတွေ့အကြုံပြေဝနေခဲ့ပါတယ်။အမေရိကန်ရဲ့စစ်လက်နက်နည်းပညာတွေဟာတရုတ်ရဲ့ရှေ့ကနေပြေးနေဆဲဖြစ်တယ်လို့စစ်သည်တွေကိုလေ့ကျင့်ပေးမှုအပိုင်းမှာလည်းဇယိတ်တွေအများကြီးသုံးလေ့ရှိပါတယ်။တရုတ်ကရေတပ်အင်အားတာပေမဲ့အမေရိကန်မှာပိုကြီးတဲ့ပိုအစွမ်းထက်တဲ့စစ်သင်္ဘောတွေရှိနေတုံးပါပဲ။အမေရိကန်လေတပ်ကြီးတဲ့နဲ့ မရင်းတက်တွေဟာပြိုင်ဘက်တွေထက်သာလွန်တဲ့စုဖွဲ့မှုနဲ့အရေးသွေးတွေကိုပိုင်ဆိုင်ထားပါတယ်။တရုတ်အပေါ်အမေရိကန်ကအပြတ်အသတ်အသာစီးယူထားတဲ့နောက်ထပ်စစ်ရေးမျက်နှာစာတစ်ခုကတော့မဟာမိတ်အင်အားပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာဗြိတိန်ကကမ္ဘာဥဆောင်နိုင်ငံအဆင့်ကနေရုတ်ရော့ကျဆင်းသွားပြီးအမေရိကန်ကလွတ်လပ်တဲ့ကမ္ဘာအင်အားစုတွေအတွက်ဥဆောင်နိုင်ငံဖြစ်လာပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးစစ်မဟာမိတ်အင်အားစုဖြစ်တဲ့နေတိုးကိုအမေရိကန်ကလက်တွေ့ဥဆောင်ခဲ့ပါတယ်။ စစ်အေးခေအပီဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက်ပိုင်းမှာတော့အမေရိကန်ရဲ့ကမ္ဘာကောင်းဆောင်နေရာရည်တည်မှုကပြိုင်ဘက်မရှိတော့ပဲမဟာမိတ်တွေရဲ့ယုံကြည်ကိုးစားမှုကိုလည်းပိုရရှိလာပါတယ်စစ်ပွဲတစ်ပွဲမှာအမေရိကန်ပါဝင်တိုက်ခိုက်ပြီးဆိုတာနဲ့မဟာမိတ်တွေကပူးပေါင်းပြီးတော့တပ်တွေဖြန့်ကျက်ကူညီပေးကြတာဟာအစဉ်အလာတစ်ခုဖြစ်လာပါတယ်ဒါကြောင့်တရုတ်ကသင်္ဘောတွေပုံများများပိုင်ဆိုင်နေပေမဲ့အမေရိကန်အတွက်တော့ပြဿနာလုံးဝမဟုတ်ခဲ့ပါဘူး အကြောင်းကတော့ American ဟာမဟာမိတ်ရေတပ်တွေနဲ့ချိတ်ဆက်ပြီးကောင်းမွန်တဲ့စစ်ရေးပူပေါင်းဆောင်ရွက်မှုအခင်းအကျင်းတွေကိုနှိရှေလာများတိစောက်ထားတဲ့အတွက်တရုတ်ရဲ့တင်ပေါ်တွေဘလောက်ပဲတိုးလာပါစေပြဿနာမရှိပဲကိုင်းတွယ်နိုင်စေဖြစ်ပါတယ်။တကယ်လဲတောင်တရုတ်ပင်လယ်ရေပိုင်တဲ့ကိစ္စဒေသရင်းနိုင်ငံတွေနဲ့အငင်းခုန်ဖြစ်နေတဲ့တရုတ်ကိုဖိအားပေးဖို့အဲ့ဒီရေပြင်စီကို American ကစစ်တင်ပေါ်တွေဆေးလွှတ်ပြီးကင်းလှည့်ခုံမောင်းစေတဲ့အခါမဟာမိတ်နိုင်ငံတွေကပါတင်ပေါ်တွေဆေးလွှတ်ပေးတာမျိုးကိုတွေ့နိုင်ပါတယ်။တနည်းအားဖြင့် အမေရိကန်ဟာမဟာမိတ် တွေရဲ့စစ်ရေးအရင်းအမြစ်စစ်လက်နက်တွေကိုကိုပိုင်မဟာဗျူဟာအခင်းအကျင်းတွေအတွက်ယူငင်သုံးဆွဲလို့ရနေတဲ့သဘောပါ။ဒါပေမဲ့တရုတ်မှာတော့အဲ့ဒီအခွင့်အရေးမျိုးအခုထိမရှိသေးပါဘူး။ဝမ်းနေဖို့ကောင်းတာကနှစ်ရှည်လများတိဆောက်ယူထားတဲ့အဲ့ဒီမဟာမိတ်ဆက်ဆံရေးမျိုးကိုထရမ့်ကသူအာဏာရလာပြီးနှစ်လမပြည့်ခင်မှာတင်အင်တိုက်အားတိုက်ကိုဖျက်ဆီးနေခဲ့လို့ပါ။မော်စကိုနဲ့ဘေကျင်းကပုံကိုတွေကတော့အဲ့ဒီအခြေအနေကိုဝမ်းမြောက်ဝမ်းသာလက်ခုပ်တီးနေကြမှာဖြစ်ပါတယ်။ ဥရောပရဲ့လုံခြုံရေးအတွက်အမေရိကန်ကတာဝန်ယူပေးတော့မှာမဟုတ်ဘူးဆိုတဲ့သဘောထားယက်တီချက်မျိုးကဒုတိယကမ္ဘာစစ်နောက်ပိုင်းဒေါက်ရှောက်အချင်းယူတီဆောက်လာတဲ့မဟာမိတ်ဆက်ဆံရေးတစ်ခုအဆုံးသတ်ဖို့အစပြုမှုဖြစ်လာနေပါတယ်။အမေရိကန်ဟာကမ္ဘာဥဆောင်နိုင်ငံအဖြစ်ကနေသူ့သဘောနဲ့သူဆင်းသွားပြီလို့ဥရောပနိုင်ငံတွေကယူဆပြီးကိုယ်လုံခြုံရေးကိုတာဝန်ယူဖို့အင်အားအသစ်တစ်ခုကိုတစင်ထောင်ကြပါတော့မယ်။အမေရိကန်ကိုမှီခိုမှုကနေကင်းလွတ်သွားတဲ့ဥရောပဟာ ကိုပိုင်စစ်လက်နက်စစ်ရေးစွမ်းရည်စစ်ရေးအရင်းမြစ်တွေကိုအမေရိကန်ကအသုံးပြုကျင်တဲ့အချိန်မျိုးမှာမျက်နာမနာပဲညင်းပယ်တော့မှာပါညင်းခွင့်လည်းရှိသွားပါပြီတဖက်မှာတော့ယူကရိန်းစစ်ပွဲကာလတလျှောက်ရုရှားဟာတရုတ်နဲ့ဆက်ဆံရေးကိုတည်တည်တတ်တာမြင့်တင်လာနိုင်ခဲ့ပါတယ်အဲ့ဒီဆက်ဆံရေးကအနာဂတ်မှာဘလောက်ထိနှိစက်သွားမလဲဆိုတာကိုမှတ်ဆရခက်ပါတယ်ရုရှားဟာစစ်ပွဲကြောင့်အနောက်နိုင်ငံတွေရဲ့ပြင်းထန်စီးပွားရေးပိတ်ဆို့မှုတွေကိုကြုံတွေ့ခဲ့ရတဲ့အချိန် စီးပွားရေးနဲ့စစ်ရေးမူဝါဒအပြောင်းအလဲတွေကျင့်သုံးရင်ကြော်ဖြတ်နိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ရုရှားစစ်တပ်ကယူကရိန်းစစ်ပွဲမတိုင်ခင်ကထပ်ပိုတောင့်တင်းသွားပိုပြီးစစ်ရေးအတွေ့အကြုံပြေဝသွားပါပြီ။လက်နက်တပ်ဆင်မှုကလည်းအများကြီးပိုတလွန်လာပါတယ်။ထရမ့်ကဥရောပမဟာမိတ်တွေနဲ့ဆက်ဆံရေးမှာအကြောင်းတွေခက်နဲ့နဲ့တူးနေတဲ့အချိန်တရုတ်ကရုရှားနဲ့ဆက်ဆံရေးကိုတဆင့်ချင်းတိုးမြှင့်နေတာပါ။လလောဆယ်မှာအမေရိကန်နဲ့ဥရောပကြားကမဟာမိတ်ဆက်ဆံရေးဟာ ချက်ချင်းကြီးတော့ဘုံဘုံလည်းမသွားနိုင်သေးပါဘူး။ဒါပေမဲ့လက်ရှိအချိုးအတိုင်းထရမ့်ကဆက်သွားနိုင်မယ်ဆိုရင်တော့သူ့ရဲ့သမရတက်တံမကုန်ခင်မှာပဲအဲ့ဒီမဟာမိတ်ဆက်ဆံရေးပြီးဆုံးသွားတာမျိုးအထိကြုံကောင်းကြုံနိုင်ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတရုတ်ကနီးပညာမြင့်စစ်လက်နက်အသစ်တွေကိုလည်းဇက်တိုက်တီထွင်ထုတ်လုပ်လာခဲ့ပါတယ်။တရုတ်ရဲ့မျိုးဆက်သစ်တိုက်လေရင်တွေတင့်ကားတွေလက်နက်ကြီးစနစ်တွေတိုက်သင်းပေါ်တွေဟာလက်တွေ့စစ်ပွဲမှာမှတ်ကြောက်တင်မခံရသေးပေမဲ့ တရုတ်ကစစ်ပွဲတစ်ခုဖြစ်လာနိုင်ခြင်းအတွက်အားကျုံမတက်ပြင်ဆင်နေတာအမှန်ပါပဲပြီးတော့ရသမျှနီလန်းတွေကိုတုံးပြီးစစ်တီတွေရဲ့အရေးအသွေးကိုမြှင့်တင်ပေးဖို့တရုတ်ကစူးစမ်းနေပါတယ်ဥပမာအနေနဲ့ဆိုရင်အမေရိကန်ရဲ့လေးကျင်းမှုအရန်ကောင်းမွန်ပြေဝနေတဲ့တိုက်လေယာဉ်မှုဟောင်းတွေကိုတရုတ်မှတင်တန်းပေးဖို့ငွေကြေးအမြောက်အများနဲ့မက်လုံပေးစီးယုံတာမျိုးဖြစ်ပါတယ်အဲ့ဒီအပိုင်းမှာလဲထရမ့်ကပြိုင်ဘက်ကိုအခွင့်ကောင်းတွေဖန်တီးပေးမဲ့ကိစ္စမျိုးထပ်လုံနေပြန်ပါတယ် သူ့လက်ထက်မှာအစိုးရအသုံးစရိတ်တွေကိုထိထိရောက်ရောက်ရှော့ချပြမယ်လို့ထရမ့်ကကြွေးကြော်ပြီးဖက်ဒရယ်အစိုးရဌာနဝန်ထမ်းတွေအများကြီးကိုအလုတ်ထုတ်ပြစ်နေပါတယ်အဲ့ဒီတဲမှာအရေးကြီးတဲ့စစ်ရေးအခြေခံအဆောက်အအုံဆိုင်ရာသတင်းချက်လက်တွေအစိုးရလျှို့ဝှက်ချက်တွေနဲ့ထိတွေ့ခွင့်ရှိတဲ့ဝန်ထမ်းတွေလည်းပါဝင်နေပါဗျ။အခုဆိုရင်တရုတ်သားမကပဲရုရှားကပါအဲ့ဒီလိုအလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေကိုအပူတပြင်းချိတ်ဆက်ပြီးစီယုံသိမ်းသွင်းဖို့စူးစမ်းနေတယ်ဆိုပြီးအမေရိကန်ထောက်လှမ်းရေးကပါသတိပေးနေရတာပါ။ ဒီကိစ္စကလုံခြုံရေးဆိုင်ရာရုပ်ပေါက်အကြီးကြီးဖြစ်သွားနိုင်ပေမဲ့ Trump ကတော့သူ့ရဲ့မူဝါဒတွေကိုမပြောင်းသေးပါဘူး။ Trump ဟာတရုတ်အပေါ်စီးပွားရေးနဲ့ကုန်သွယ်ရေးကဏ္ဍတွေမှာအလဲထိုးအသာစီးယူဖို့အရန်အစွဲလန့်ကြီးနေပုံရပါတယ်။စောင့်ကြည့်လေ့လာသူတွေကလည်း Trump ရဲ့လက်ရှိအားထုတ်မှုတွေဥတီတဲ့လမ်းကြောင်းတွေကတရုတ်အတွက်တကယ်ပဲစိုးရိမ်ရမယ်အထိနာသွားစေမယ်ထိုးနှက်ချက်တွေဖြစ်လာနိုင်တယ်လို့ထောက်ပြနေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ Trump ကကုန်သွယ်ရေးစစ်ပွဲကိုနှွှဲဖို့အရန်အားသန့်နေသလောက် တရုတ်နဲ့စစ်မြေပြင်မှာရင်ဆိုင်တွေ့ရမယ့်အခြေအနေမျိုးတွေနဲ့ပတ်သက်လို့တော့ချင်းကပ်ပြင်းစင်မှုတွေကအရန်ကိုဗယံပဓာဖြစ်နေပါတယ်။စစ်ရေးအရာတရုတ်ပေါ်အမေရိကန်ရဲ့ရှိရင်စွဲအားသာချက်တွေကတောင်မှ Trump လက်ရှိအကောင့်ထဲပေါ်နေတဲ့မူဝါဒတွေကြောင့်ထိခိုက်မှုတွေရှိလာနေပါတယ်။ Trump လုပ်နေတာတွေက ရန်သူကိုရင်မဆိုင်ခင်မှာကိုယ့်အစွဲကို ပြန်ချိုးနေတယ်လို့ပါပဲ။ဒါပေမဲ့ဒါကလည်းတရုတ်ကအမေရိကန်နဲ့လက်တွေ့မှာစစ်မတက်ရဲပါဘူးလို့သူစိတ်ထဲတထဲချအပိုင်းတွက်ထားလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါရဲ့ရှင်။ People Spring ရဲ့ပြပြအောင်မဲ့အစီအစဉ်ကိုတော့အပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရရှင်။